အားလုံးပဲမြင်လာပါရှင်။ရောက်ပြတဲ့ channel ကနည်းနည်းကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ညာ channel ဝင်ပါတာပြန်ရေးသားထားတဲ့အားရစိတ်တဲ့ဆိုရင်စာအုပ်လေးရဲ့အပိုင်းဆက်မကိုပြန်ပြေးသွားမှာဖြစ်ပါတယ်။ဘရီယဲလာလွေလာဒုတိယကမ္ဘာစစ်ကာလမှာဂျာမန်နီရဲ့ဘေးစမတ်စတင်ဘော်ဂျီကတပတ်ခေအမေဆုံးဘေးစမတ်ရဲ့ မြမဦးဆောင်ခီးစစ်ခီးလေးစင်ပါတယ်ပြတဲ့ရဲ့တဲ့ရဲ့ဟုတ်စစ်တင်တော့ကိုအလွယ်လေးပြမြောက်နေပြမြုပ်ပြနိုင်ခဲ့တယ်ဒီတဲ့ရဲ့တတခမရာကြောင့်ကြဆုံသွားတယ်၃ရောက်ပဲအသက်ရှင်ကျန်ရခဲ့တယ်ပြတဲ့ဒီပိရှာပြည်ရဲ့အကောင်းဆုံးစစ်တင်ပေါ်ကြီးစက္ကန့်ပိုင်းအတွင်းမှာတဲ့ရေအောက်ရောက်သွားခဲ့ရဘတ်စမတ်ကိုအနိုင်တိုက်နိုင်မဲ့တင်ပေါ်ဒီတိုင်မှာမရှိဘူးလို့ဂျာမန်တွေကတတိချင်ယူကြည့်သွားတာပေါ့ အဲ့လိုယုံကြည်နေတဲ့ဂျာမန်တွေပြည်တိုင်းရဲ့တပ်ပြီးတော့နေရင်ဟောင်းနေနဲ့တွေ့တော့မှဒုက္ခရောက်ကုန်တော့တယ်။ soft fish လို့ခေါ်တဲ့တောင်ပိုင်းနှစ်ခက်တက်ရင်းနှင်းတဲ့နေရင်တွေထိလွယ်ပြက်လွယ်နေရင်ဆုပ်နေပြီးပိုင်းလောက်ထိုင်နေတဲ့နေရာမှာမှန်ခုံးအဖုံးတောင်မပါဘူး။အပွင့်ကြီးတွေထိုင်ပြီးမောင်းရတာ။နေလေနေတယ်တနာရီမိုင်း60နောက်လောက်ပဲပြန်နေတယ်။ဒါပေမဲ့အဲ့လိုနေတာကမထင်မှတ်တဲ့အာသာချက်တစ်ခုဖြစ်သွားတယ်။ နေ့နေတော့ base မရဲ့လေရင်ဖြစ်တဲ့နံတွေကအဲ့ဒီလေရင်တွေကို ထိအောင်မပြင်နိုင်ခဲ့ဘူး။အဲလိုလဲဆိုတော့ base မရဲ့နံတွေက radar စနစ်နဲ့ထိန်းချုပ်ထားတာတနအိမ်မှာ250တုံးနဲ့အမြန်ပြန်တဲ့ခင်မီလေရင်တွေကိုပြစ်ချဖို့ထင်ထားတာ soft fish လေရင်စုပ်လေးတွေကိုချိန်လို့ပြစ်ချလို့မရဘူးဖြစ်နေတယ်။ဒီလိုနဲ့ soft fish စည်းပေါ်မှာတပီတော့တုံးချီကိုချိန်နိုင်တဲ့သူက ။သင်ရဲ့အပြင်ကိုလွင်ထွက်ပြီးကြားလို့ကြားလို့ကြားခင် တွဲလောင်းပြီးဖြစ်နေတော့သူ့ခြေတော်ကိုလင်းမှုကအန်ဆွဲပေးထားရတယ်။အဲလိုမချိန်မရန်တန်းပြစ်ထည့်လိုက်တာပေါ်ပီတော်ကဘေးစမာရဲ့သင်္ဘောတက်သင်္ဘောတက်မှကြီးကိုတက်တက်ကြီးထိမှန်သွားခဲ့တယ်။အဲ့ဒီမှာဆက်သွားလို့မရတော့တဲ့ဘေးစမာကိုဖြစ်တဲ့ရေတက်ကလိုက်လို့မိသွားတယ်။ဖြစ်တဲ့စစ်သင်္ဘောသင်္ဘောတွေအများကြီးစုပြီးဝင်ပြလိုက်တော့ဘေးစမာမြုပ်သွားခဲ့တယ်။ပပ ခေအမီဆောင်ဘေးစမစစ်အမောကြီးခင်ဗျာကြားလိုက်တဲ့ကထုတ်လာသလားအမေရတဲ့ဒီရင်စုပ်လေးတွေနဲ့ပြေတော့မှဆုံးဆုံးမြုပ်သွားပါလိမ့်ရောတမင်ချိန်ကြီးဖြစ်ရင်တောင်တက်မကြီးကို ချိန်မှမဟုတ်ဘူးအလဲကောင်းတစ်ခုကြောင့်ဘေးစမမြုပ်သွားခဲ့တာဒုတိယကဘာစစ်တွင်ကနောက်ထပ်ဇလန်တစ်ပုတ်ရှိသေးတယ်ပြည်တယ်ဝန်ကြီးချုပ်ဝင်းစတန်ချာချီကအမေရိကန်နိုင်ငံကိုအမေရိကကိုအခုညီတောင်းတယ်ပြည်တယ်ကိုလက်နက်ပံ့ပိုးပေးပါကော American သမရ Roosevelt နဲ့ခဏခဏတွေ့တယ်။ဒီတိုင်းမှာလည်း Roosevelt ကချောင်ချီတောင်းဆိုတာကိုသဘောတူတယ်။ဒါပေမဲ့နင်းနစ်တွေပံ့ပိုးပေးသလားဆိုတော့ပါလင်းနဲ့မရောက်မလား။ဒီလိုဖြစ်တာတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ချောင်ချီအကူအညီတောင်းမယ် Roosevelt ကတောင်းတဲ့ညင်နဲ့ဟုတ်ကဲဆိုပြီးပြင်မယ်။ပြီးရင်ဘာမှထူမလာဘူး။ချောင်ချီနားလည်နိုင်မှုဖြစ်နေတယ်။ Roosevelt သူ့ကိုတမင်များလှည့်ဖြားနေတာလား။သူ့ရှိရှိနဲ့နှံထားတာလား။ ဒါစကဲဆိုတဲ့သူဟာတော်တော်ကိုပြည့်ရများတဲ့သူပဲ။ငငယ်ရေးပြည့်ရကျော်ဝနဲ့နဲ့ပေါ့ဒီလိုချင်းမိသွားတယ်။အဲပေမဲ့နောက်ပိုင်းမှာလူစပက်ရဲ့အတွင်းရေးမှုကအင်တာဗျူးတစ်ခုမှာရှင်းပြတော့မှအဖြစ်မှန်ကပေါ်လာတယ်။သူကပြောတယ်။ချာချင်နားလည်မှုလွဲသွားတာပါ။သူပြောသမျှကိုလူစပက်ကကောင်းညိတ်တာဟုတ်ကဲ့ဆိုပြီးပြန်ပြေတယ်ဆိုတာသူတောင်းဆိုတာကသဘောတူဖို့မဟုတ်ဘူး။ချာချင်ပြန်ပြောတာကိုသူနားလည်ပါတယ်။သဘောပေါက်ပါတယ်လို့ဆိုလို့ချင်တာပါတဲ့။ ီဘက်ကချင်တာ Rose ဘက်ကပြည့်ရည်ညနေတယ်ပေါ့။ဒီကနားလည်မှုလွဲနေတာ။ကျွန်တော်တို့လည်း throw နီး၎င်းပါပဲ။မြင်သမျှတွေ့သမျှတွေရဲ့အတိတ်ပဲဒီပေါ်ဖွင့်ဆိုဖို့ကြိုးစားနေရင်အယုံစိတ်နဲ့တောင်းဖို့တတိလေးသွားနေတယ်။ကျွန်တော်လည်းဘာ throw လဲ။ကျောင်းမတော်က impedance စာညံ့နေဒီတော့အရွယ်ရောက်လာတဲ့ဒီငါဟာအတော်ဆုံးအတော်တုံးတဲ့ကောင်ဆိုပြီးစိတ်ထဲစွဲနေတယ်။နောက်ဆုံးမှအမှုပညာကျောင်းတက်ဖြစ်တယ်။ပညာလောကထဲရောက်လာတယ်။အဲ့လိုတုံးအားတဲ့အောင်နဲ့ ကောင်းတာဂျွန်ညာနဲ့ပတ်သက်ရင်လုပ်နိုင်တာပဲဒီအလောက်ကတော်တော်လဲတာပဲဆိုပြီးထင်မိပါတယ်ကျွန်တော်တောင်းလို့နေရင်ဂျန်နဲ့သူတွေလည်းလောက်တက်ရမှာပေါ့ဆိုတဲ့အတွေ့ဝင်လာတယ်ကျွန်တော်ဒါရိုက်တာဖြစ်လာတော့ကျွန်တော်လောက်ခင်းတာကလောက်ပေးနိုင်တဲ့သူတွေလောက်မပေးနိုင်တဲ့သူတွေကိုစိတ်တုံမိတယ်အားမရဖြစ်မိတယ်အလောက်မလောက်နိုင်ကြတာလေအခြေကားတစ်ခုလည်းရှိတယ်ဒီလူတွေကပြင်းလို့လုံးလာမရှိလို့ပြင်းတဲ့သူတွေလောက်အသုံးမချတာမရှိဘူးဒီရဲ့ကြတော့ကျွန်တော်လောက်ခေါ်ခင်ဘက်တယောက်ကကျွန်တော်ကိုပြောလာတယ် ်ဒေးဗ်ခင်ဗျားတခါတော့မစဉ်းစားမိဘူးလားဗျခင်ဗျားခိုင်းတာတွေကိုသူတို့မလုပ်တာကမလုပ်ချင်တော့မလုပ်တာမဟုတ်ဘူးမလုပ်တယ်လို့မလုပ်တာဆိုရင်ရောတဲ့အဲ့လိုကျွန်တော်တခါမှမတွေ့မိဘူးနောက်ဆုံးမှကျွန်တော်တခုစဉ်းစားမိသွားတယ်ငါကကောငါငါတုံးမဲဆိုပြီးတတ်မှတ်ထားတာကမှန်လို့မှန်ရဲ့လားကျွန်တော်ငငယ်တော့ကစာမတော်ခဲ့တာညမကောင်းတော့ဟုတ်ပါမလားတခြားအကြောင်းတွေရောရှိခဲ့သလားဒါဆိုရင်ဆက်ဆက်ပြီးတွေ့ကြည့်ရင် ကျန်တဲ့အလုပ်ဆိုရင်ကျွန်တော်ထင်ထားသလောက်မလွယ်ဘူးပေါ့အကလူတွေကကျွန်တော်ခိုင်းတာကိုမလုပ်ကြတာဟာကင်းလို့အောက်ချင်မှဟုတ်မှာပေါ့ကျွန်တော်ခိုင်းတာတွေကခလန်းလို့မလုပ်နိုင်တာလည်းဖြစ်နေတာပဲအဲ့တွေ့ပြီးတော့ကျွန်တော်အမြင်တွေတဖြည်းဖြည်းပြောင်းလာတယ်တပတ်မှအရင်ရတဲ့ကသူ့ရဲ့အပြင်းနဲ့ရှုပ်ထွေးနေတာမဟုတ်ပဲရိုးရိုးသားသားလဲမားနေလဲလဲမားနေတာလည်းဖြစ်နေပါတယ်မြင်လိုက်တဲ့အရာချက်မြင်မိတဲ့အမြင်ကပိုအေးကြီးပါတယ် နေ90လောက်ရှိပါပြီ။ဆက်ကြောတက်နေတဲ့နေရောက်ဆက်ရုံတင်ကိုညဘက်ကြီးဖောက်ထွင်းဝင်တယ်။တယောက်ကခရစ်စတိုဖာခရစ်အသက်16နှစ်နောက်တစ်ယောက်ကဂျယ်ရစ်ဘန်ဒလီအသက်16နှစ်ဘန်ဒလီကအသက်ပိုကြီးပေမဲ့ခက်တွန်းတွန်းရဲ့ညမမေဘူးပြောရမှာပေါ့။ဒါကြောင့်အသက်မုံပုံငယ်တဲ့ခရစ်ကခေါင်းဆောင်ဖြစ်နေရောနေရောက်စလုံးကတိတ်လဲတိတ်ကြီးလဲလဲဝဝဲရှိတဲ့သူတွေမဟုတ်ဘူး။ မဟုတ်ကြတော့သူတို့ခိုးဝင်တာကိုလုံမိသွားတယ်။သူတို့ကိုတွေ့သွားတဲ့သူကရဲကိုလှမ်းခေါ်တယ်။ရဲတွေရောက်လာတော့ပန်ဒလီအသက်ပိုချည်တဲ့သူကရေးဖို့ကြိုးစားတယ်။ဒါပေမဲ့မအောင်မြင်ဘူးဖမ်းမိသွားတယ်။ပန်ဒလီကိုရဲတွေကဖမ်းချုပ်ထားတဲ့အချိန်မှာသူတို့နဲ့မလမ်းမကမ်းမှာခရစ်အသက်ပိုငယ်တဲ့သူကရဲတွေဖမ်းထားတာကိုမခံပဲတိတ်နှက်နဲ့ပြန်ပစ်တယ်။ရဲတယောက်အသက်တည်ဆုံးသွားတယ်။ဒီတော့ခရစ်နဲ့ပန်ဒလီကိုလူသက်မှုနဲ့တရားဆွဲတယ် နှစ်ယောက်စလုံးမှာအပြစ်ရှိတယ်ဆိုပြီးအမိန်ချတယ်။ခရစ်ကတင်တဲ့ကဲမီပြခဲ့တဲ့သူဒါပေမဲ့သူကအသက်16နှစ်မပြည့်သေးဘူး။ပြီးတော့ကြိုးပေးလို့မရဘူး။အောင်နိုင်မဲ့ချမှတ်လိုက်တယ်။မန္တလေးကျတော့အမှုဖြစ်စဉ်တော့ငါဥမာတင်တယ်မပါဘူး။ရဲတွေဖမ်းချုပ်ထားတာကိုခံနေရတယ်။ဒါပေမဲ့မန္တလေးကအသက်16နှစ်ကျော်ပြီးတင်တဲ့ခလုတ်မောင်းကိုဆက်ခဲ့တဲ့သူကမန္တလေးမဟုတ်ပေမဲ့သူကိုယ်ရင်ပြစ်လိုက်တာမဟုတ်ပေမဲ့မန္တလေးကိုတည်တန်းချမှတ်တယ်။ကျိုးစဉ်ပေါ်ခံလိုက်ရတယ် အဲ့လိုလဲဆိုတော့နှုတ်ရင်းဆက်ကဖြစ်နေကြဖြစ်နေတော့ငါခရစ်ပေါ်ကန်ဒလီကနှက်အောင်လိုက်တဲ့စကားတစ်ခွန်းကြောင့်သင်နဲ့ကင်ထားတဲ့ခရစ်အနာကိုရဲ့အရာရှိတယောက်ကချင်းကပ်သွားရင်းနဲ့ပြောတယ်မင်းလက်ထက်ကတဏ္ဍာကိုပြေးစမ်းနဲ့ဒီဖက်ကရဲတွေကဖမ်းချုပ်ထားတာကိုခံရတဲ့ဗန်ဒလီကနှက်အောင်တယ်ခရစ်ပြောစလို့လောက်လိုက်လေလောက်လိုက်တော့လေအဲ့ဒီမှာခရစ်ကရဲအရာရှိကိုသင်နဲ့ပြေးထားလိုက်တာပဲတရားရုံးမှာဗန်ဒလီကပြောတယ် လုံးလိုက်ဆိုတာပြစ်လိုက်လို့ပြောတာမဟုတ်ဘူးတဲ့ရဲအရာရှိခိုင်းတဲ့အတိုင်လုံးလိုက်ပါတင်းနဲ့ကိုလှမ်းပြစ်ပြလိုက်ပါလို့ပြောရတာပါတဲ့အသေးပြစ်တက်ခိုင်းတာမဟုတ်ရပါဘူးတဲ့ဒါပေမဲ့တေယိုလိုရှင်တွေကတေယိုလိုရှင်တွေကဘန်ဒလစ်ပါကိုလက်မခံဘူးလူမယုတ်ရှင်တွေထဲမှာပါတဲ့လှုပ်ထက်လိုက်တော့ငါလှုပ်လိုက်ရဆိုတဲ့ဘန်စလာတွေကိုတုံးလိုက်တော့တုံးလိုက်တုံးလိုက်တာလို့ယူဆတယ်အသက်မပြည့်တဲ့မသိနမ်းမလဲသေးတဲ့ခရစ်ကိုညောင်ပင့်တွေ့ထူးမိတာလို့ဆွဆဲတယ် ရေယူဆချက်ချက်မန္တလေးကျွတ်စင်တက်သွားရတယ်။စကလုံးတွေကလော်တလုံးယူဆလို့ရတယ်ဆိုတာကျွန်တော်တို့အားလုံးသိတော့ပေါ့ပါလေ။ကောင်းတဲ့မှာရှိပြီးသား၊ဆုံးဖြတ်ပြီးသား၊ဆုံးဖြတ်ချက်နဲ့ကိတ်ညီအောင်ဆွဲတွဲလိုက်တာပဲ။ဖရဲ့ဆုံးဖြတ်ချက်ကိုပဲကြည့်ပါ။အစကတည်းကပြဖို့အရေးထားပြီးသားဖြစ်တဲ့အတွက်သူ့လိုသူလိုဆွဲတွဲဆုံးဖြတ်လိုက်တာပဲလေ။ကျွန်တော်တို့အမြင်နဲ့စိတ်ညစ်နေတဲ့အချိန်၊စိတ်ဖိစီးနေတဲ့အချိန်တွေမှာပိုတည်တာပါပဲ။ဒါကမြစကလုံးတိုင်းဟာငါ့ကိုဆွဆွဲကဲ့ရနေကြတာပဲဆိုရင်ထင်လာတယ် ကောင်းတဲ့ကအရေးတွေတိုင်းအပြင်မှာတကယ်ဖြစ်နေတာဆိုပြီးတစ်ချင်းချယုံကြည်ချင်လာတယ်။အတွင်းနဲ့လက်တွေမတူဘူးဆိုတာကိုလက်မခံချင်တော့ဘူး။ဒီမနက်ကပဲကျွန်တော်ကားမောင်းနေရင်ကြုံရတဲ့အဖြစ်တစ်ခုပြပြအောင်မယ်။မိဖိုင်မှာကားပိတ်နေတာအကြာကြီးပဲ။မိစိမ့်သွားတယ်။ကျွန်တော်ရှိကဘတ်စပါကြီးကလုံးဝမရှိဘူး။ကျွန်တော်ဆက်ရှိရှိထားပြီးစောင့်ပေးတယ်။မိပြန်နေသွားတယ်။တော်တော်ကြတော့မိစိမ့်ပြန်ရော။ဒါလိုက်ဘတ်စပါကမရှိဘူး။ကျွန်တော်ကားပေါ်ကဆင်းလိုက်တယ်။ဘာများဖြစ်နေတယ်လဲ။ စနေနာကြည့်တယ်။ဟုတ်ကဲ့ဒီဘက်ကြည့်လိုက်တယ်။ဘက်စကားများပြက်နေသလားလူတွေပါလို့လူတွေပါတယ်ညာဝင်တိုက်မိတာများလားပေါ့။ဒါချာအိပ်ပြောသွားသလားဈေးလေးပါလား။ဘက်စကားကောင်းခဏကျွန်တော်ရှောက်သွားတယ်။ဆရာကြီးဘာဖြစ်လို့လဲဗျ။ကားဆရာကမြင်လိုက်တယ်ကျွန်တော်စကားမဆုံးခင်မှာပဲကားဆရာတော့တကြီးရဲ့ပုံစံနဲ့လက်တွေကိုဝေယမ်းမြင်ပါတယ်ငါကပဲသွားရမှာလဲမြင်းမြလုံးကန်နေတာကြည့်လေတိချမ်းကြည့်လေဘယ်လိုဆက်မောင်းရမှာလဲတဲ့ ဘတ်ကားရှင်ကိုချိလိုက်တော့မှဟုတ်တယ်။လမ်းကျိတ်ဆက်ပစီပြည့်ရထားတာကို။ခွေပြီးကြော်တဲလိုက်လို့မရဘူးလားဗျ။ကျွန်တော်မေးလိုက်တယ်။ဘယ်လိုခွေပြီးကြော်တဲရမှာလဲယူနေသလား။ဘတ်ကားဘယ်လိုများမောင်းရတယ်မင်းသိလို့လား။မင်းမမလားတဲ့။သူကအဆက်မပြတ်ထက်အော်တယ်။ကားချာနားထဲမှာကြားနေတာကတော့ကအဆက်မပြတ်တင်းနေကြတဲ့ဝန်တက်တွေပဲ။ကျွန်တော်ကအေးဆေးဆေးမေးလိုက်တဲ့ဘာဖြစ်လို့လဲဆိုတော့ရိုးရှင်းဆုံးမိခင်ကိုတောင်းသူမကြနိုင်တော့ဘူးသူစိတ်တော်နေပြီစိတ်ဖြစ်နေပြီလေ နော်တာမမင်းခွန်းတခုကသူနာထဲမှာအများပါလုပ်နေတာလေအောင်မောင်းတယ်ဘူးလားလမ်းကျက်ဆက်ကိုရှောင်ပြီးချော်တက်လက်လို့မရဘူးလားအလွယ်လေးကိုဒီလောက်အကုန်မချဘူးလားစားတဲ့စားတဲ့ဆွဆဲတန်နေအဖြစ်သွင်ပြောင်းသွားတာသူ့ချင်တာကိုဆွဲတွေးလိုက်တာဒါကျွန်တော်တို့နေတိုင်းလုပ်နေတဲ့အမားတခုပါပဲဘာပဲလို့လို့ကို့အတွေ့ကသာမှန်နေဆိုတော့ဦးဆိုင်ချက်ကြီးဆွဲနေတယ်မြင်းသမ ्या ခြားသမ ्या ကိုလူရဆွဲတွေးနေတယ် အဲ့ဒီအတွေ့ကိုပို့ခိုင်မလာအောင်နောက်ထပ်နောက်ထပ်တော့အတွေ့တွေနဲ့ထပ်လောင်းတွင်အားပေးတယ်။နေ့တိုင်းပဲအမြဲတမ်းပဲအနာအနာအိတ်မင်းဆိုတဲ့ဆိုင်ရေးဆရာမပြောခဲ့တယ်လို့ပဲသူတွေဟာဒါကောမှအရှိအတိုင်းမမြင်ကြဘူး။အရာအလုံးဟာကိုယ့်အမြင်နဲ့တိုင်းကိုယ့်စိတ်နဲ့နှိမ့်ထားကြတာတွေချိပဲတဲ့။အတွန်းအစဲမရှင်လင်းလက်ဆွဲဆိုတဲ့ နိုင်ငံဆိုင်အောင်ဟာစက်တော့ဖိန်တဆိုင်အတွက်တန်ဖိုးဖြစ်မရတဲ့အေးအေးအသွေးမှတ်ကြောက်ပဲအဲ့ဒီလက်ဆွဲစာအုပ်ထဲမှာစက်တော့ဆိုင်မျိုးကိုအကဲဖြတ်အမှတ်ပေးထားတာဘယ်ဆိုင်မျိုးကတော့မကောင်းဘူးဘယ်ဆိုင်မျိုးကတော့ကောင်းတယ်ဒါကြောင့်မရှိလင်းအမှတ်တဆိုင်ဂျေတပွင့်မရှိလင်းစတာလို့လူကြီးများကြတယ်ပြီးမယ်စသဖြင့်ဒီရှင်းလင်းစတန်တပွင့်တော်ရထားရင်ကိုအရေးဆိုင်ရဲ့ဝင်ငွေကသစာပေါင်းများစွာထိုးသွားနိုင်တယ်။ဥပွဲတွေကိုချိန်စိမ့် တမတ်ရောင်းလို့ရနိုင်တယ်။ National Star နှစ်ပြည့်ရထားရင်တော့အဲဒီဆင်ရှင်မှာတန်းစီမဲ့လူရန်ကြီးကတမတ်တိုင်းဒတိုင်းစားတော့ဖြစ်သွားမယ်။ National Star သုံးပွင့်ဆိုရင်အဲဒီဆင်မှာစကုမှုအတွက်တောင်တစ်နှစ်လောက်ကြိုပြီးစီရင်ပေးထားရမယ်။စဝင်စားဖို့အကောင်းနာကမရှင်နဲ့လက်ဆက်စာအုပ်ဟာအစာအတော့လမ်းညံစာအုပ်အဖြစ်စတင်ခဲ့တာမဟုတ်ပါဘူး။တာယာရောင်းကောင်းဖို့ဤရပြီးထုတ်ခဲ့တဲ့စာအုပ် 1900ပြည့်နှစ်ဝန်းကျင်ပြည်သက်မှာမစ်ရှလင်ကြီးကို900ပေါင်းပြီးကားတိုင်ယာကုမ္ပဏီတစ်ခုကိုတည်ထောင်ထားတယ်။ကားတိုင်ယာတွေကိုရောင်းကောင်းဘယ်လိုလုပ်ရမလဲအကြံထုတ်တယ်။တိုင်ယာတွေမြန်မြန်ပွိုင်းပြီးပါသွားရင်တိုင်ယာအစ်စ်မြန်မြန်လဲရမယ်။ဒီတော့ကားဆရာတွေကိုကားပုံမအောင်ခီးပို့သွားအောင်လှုပ်ဆောင်ပေးရမယ်လို့အကြံရတယ်။ဒါနဲ့မစ်ရှလင်ရိုင်းယန်ဆိုတဲ့စာအုပ်ကိုထုတ်လိုက်တယ်။ပြည်သက်တခွင်ပြည်နီယာမှာပါရရှိတယ်။ အားရကိုတော့ကြားကြည့်နေလေးလာတင်နေအလဲသွားတင်နေစသဖြင့်လမ်းညွန်ပေါင်းစုံအိဆောင်ခင်မှာဖပါပါတယ်။တန်းစီစိန်ကောင်းကောင်းခင်မှာရှိတယ်လေ။ဟိုတယ်တန်းတန်းတွေခင်မှာရှိတယ်လေ။ဒါပြင်ကားပြင်စိန်ကားပေါ်တောင်တွေရောဘယ်နေရာတွေမှာရှိတယ်လဲအစုံမဲပါအစုံမဲပါတယ်။ပြီးတော့ပြင်းတဲ့လူမျိုးတွေကထုတ်တဲ့လမ်းညွန်စာအုပ်ဖြစ်တဲ့အတိုင်းစားတော့လမ်းညွန်ကလည်းမပါမဖြစ်ပါလာတယ်။စားတော့စင်တွေကတော့ဘယ်စားတော့စင်တွေကတော့ကောင်းတယ်ပေါ့။ Michelin star တပွင့်၊၂ပွင့်၊၃ပွင့်ရဲ့မူရဲ့အတိတ်ပဲကဒီလို star တပွင့်လမ်းကြုံရင်ဝယ်စားတင်တယ်။ star ၂ပွင့်လမ်းကြုံလဲအဲ့ဒီနာမည်အဲ့ဒီမျိုးဖဲရောက်နေရင်ဝယ်စားတင်တယ်။ star ၃ပွင့်ဘလောက်ဝင်ဝင်အဲ့ဒီစားတော့ဆိုင်ချီတကူတကတ်ကိုခရီးထွက်ပြီးစားတင်တယ်။ Michelin လမ်းညာစားကိုအရင်အောင်မြင်သွားတယ်။အောင်မြင်လွန်းတော့ပုံမှန်ထုတ်ဝေပေးရတယ်။အထက်မှာပါတဲ့နေရာစိန်ကြီးရဲ့အချက်အလက်တွေကြောင်းနေ ြင်ဆင်ဝမ်းမှန်ပေးရတယ်။နာမည်ကြီးလိုက်တာကောင်းတာကောင်းတော့မကောင်းဘူးစာအုပ်ကိုစပြီးထုတ်ဝေတော့အခမဲ့ပြန်ဝင်ပေးတာ။ထုတ်ဝေစေကော်မရှင်ကမ္ပဏီကမယ်ဆိုပေးတာ။ marketing သဘောအရာ၊ကြေညာသဘောအရာအဆင်ပြေနေတော့အလကားဝေပေးလို့ဝေပေးရလို့ပြဿနာမရှိလာဘူး။ဒါပေမဲ့နေ့နေ့ဆက်လောက်ကြာလာတော့လူတွေကမရှင်ရလက်ဆက်စာအုပ်ကိုအစ်စ်အစမ်းအဖြစ်မြင်တော့ဘူး။တက်ဖို့မထားတော့ဘူး။တရက်ကြတော့မရှင်လက်ညိုးတွေထဲကတယောက်က ဒီချိန်မှာစီဝင်ဖြစ်နေရင်စီဖြစ်စေအောင်နာမှာ plastic plastic ခပုံထားတဲ့ Michelin လက်ဆွဲအာစာအုပ်အပုံကြီးကိုတွေ့ပါတယ်ဒေါသအရင်ထွက်သွားတယ်စတိစာအုပ်တွေကိုလူရင်းမလေးစားတော့ဘူးအလကားပြီးတော့တန်ဖိုးထားတော့ဘူးဒါနဲ့ဒီစာအုပ်ကအလကားမပြီးတော့ဘူးလို့ Michelin ကြီးကိုနှစ်ယောက်စဉ်းပြလိုက်တယ်တန်ဖိုးတက်မှတ်ပြီးရောင်းတယ်အများကြီးမထုတ်တော့ဘူးပတ်စံပေးဝယ်ရတာဖြစ်တဲ့အတွက် ီတစ်ခါကျတော့မစ္စရီ၂ဆက်ဆောက်တဲ့ကိုလူတွေကပြဆက်လိုက်ခံခံကြတော့ဘူးသူများကအရင်မှားတော့ဘူးဖြစ်ရင်ဖြစ်မဖြစ်တော့ဘူးအရင်တက်ပေါ်ပြီးတန်ဖိုးထားလာတယ်အဲ့ဒီမှာမစ္စရီ၂ဆက်ဆောက်ရဲ့အနာဂတ်ကတစ်စိတ်ချိုးပြောင်းသွားတော့လားကားတာယာတွေကားအပြင်ဆိုင်ကားပြင်ဆိုင်တွေတက်စီဆိုင်တွေနဲ့တဲမမင်းတော့ပဲစာတောက်ဆိုင်ကောင်းကောင်းပြန်မှရှိတယ်လေဒီပေါ့ဖျက်ရတဲ့လက်ဆွဲစာအုပ်အဖြစ်ပြောင်းသွားတယ် မရှိလဲစာအုပ်ထဲပါရဖို့နာမည်ကြီးစကုမှုတွေအပြည့်စိန်ကြိုးစားကြတယ်။စာအုပ်ထဲပါသွားတဲ့မရှိလဲစတားရသွားတဲ့စကုမှုတွေကအဲဒီစုရစိတ်ကိုသူတို့ရဲ့စားတော့ဆိုင်ထဲမှာဂုဏ်ယူစွာချိတ်ထားကြထားကြတယ်။စကုမှုတွေကဒီမရှိလဲစတားကိုအလေးထားရမှန်းတည်သွားကြတဲ့စားတော့ဆိုင်စားတော့သူတွေကလည်းမရှိလဲစတားဆိုတာကိုဂုဏ်တရေရှိစုရစိတ်တစ်ခုအဖြစ်အတန်အသိအမှတ်ပြုလာကြတယ်။ဒီရဲ့ ရေးချဲ့ခြင်းပြုတ်ခါဆိုတာအဲ့ဒါကိုပြောတာပါပဲစားသုံးသူတွေကိုယ့်ကိုယ်သဘောကျလာအောင်အလေးထားလာအောင်တိတ်တွန်းပြောဆိုရပြောဆိုနိုင်မဲ့အစားစားသုံးသူတွေကိုယ်တိုင်ကလူလောလာလာတက်ပို့ထားလာအောင်စဲဆောင်ခြင်းကပိုကြည့်ရောင်တယ်မစ်ရှင်လင်ကာတာယာဆိုတဲ့ဆိုတာစလုံးပေါင်းတောင်ပါကြမျိုးတော့ဘူးမလို့တော့တဲ့ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းလဲရောင်းအပ်တလာတယ်လူကြည့်များလာတယ်ဒါပြင်ကိုအကောင်ဆုံးခံကြည့်လိုက်တဲ့မစ်ရှင်လင်နဲ့ဆွဲဟာနဲ့ ကို့အကိုအညီတာမလို့တော့ပဲသူ့အရှိန်နဲ့သူအောင်မြင်သွားတယ်။မတွဲမဲ့ဆွဲဆောင်တဲ့နီလန်ကြောင့် Machining Company ဟာကျညာနီးဖြူဟာအသေးတစ်ခုရသားရောင်းနေမှာပုံငန်းဖက်အသေးတစ်ခုပါအစီရလိုက်တာ။မပြောင်းလဲတော့လို့အနာဂတ်ကိုမျှော်မှန်းတော့ဘယ်လိုမှမရနိုင်ဘူးအခုခေတ်မှာပေါ်တောင်ခတ်သေးတယ်။ဒီပညာထူးတက်မှုတွေကြောင့်ပြောင်းလဲမှုတွေဟာလက်မမီနိုင်လောက်အောင်မြင်နေတယ်။ ကျွန်တော်တို့လက်ရှိနေထိုင်နေကြတဲ့ခေတ်ကာလအချိန်ဝန်းကျင်ဟာအရင်ကလူတွေအိမ်မက်တောင်လွတ်ခဲ့ပုံမှန်မဖြစ်ဘူးအသက်အသက်သောအရာတွေအသိပညာတွေကလက်ရှိအထက်တခြားလာပြီးတော့အစားထိုးနေရယူသွားမယ်အခုခေတ်မီဒီယာဆရာဆရာကြီးတွေရဲ့အစိုးအရာဆိုရင်အရင်တော့ကတိထားတက်ထားကြတဲ့ဟာအလကားပဲတဲ့ခင်မမီဘူးတဲ့ကြောင်းလဲမှုတွေကအရှင်ပြင်းအရှင်ပြင်းလွင့်နေတော့ လက်ရှိတည်ထားတဲ့ပညာတွေကဒီနေ့တည်ပြီးရင်မြန်မာနောက်ကျနေပြီဆိုတာပါပဲကျွန်တော်အခုရေးပြမယ့်စကားစုတွေကိုတစ်ချက်လောက်ပဲကြည့်ပါဘသူတွေပြောခဲ့တဲ့စကားတွေနဲ့ဘယ်တော့ကပြောခဲ့တာလဲဆိုတာခံမှန်းကြည့်ပါဒီကဲလူငယ်တွေကတော့အကူနေမယ်ဆိုရင်တော့အနာဂတ်အတွက်မျှဝေချက်ရှိမှမထင်ဘူး။ကဲလူငယ်တွေကတတော်ကိုစင်ချင်းတုံးတရားပြိမဲ့တာပဲ။မအားငယ်ငယ်တော့ဟာဆိုရင်သူကြီးသူမတွေကိုလေးစားဖို့အများအတွက်ခံရတာ အခုခေတ်ကလေးတွေများငါတို့နဲ့တခြားစီပဲပူချိမဲမသိဘာမသိအရင်စိမ့်နေတယ်။နံပါတ်၄လူငယ်တွေကစကန်ပစ္စည်းအတောင်းဆောင်နေတယ်ပဲတာယာနေကြတာ။စကန်ဆိုရင်မလိုက်နိုင်ချင်ဘူး။လေးစားသမှုမရှိကြဘူး။ပုတ်ထက်အကြီးတွေပေါ်မယိုဒီကြဘူး။လူကြီးတယောက်ခန်းထဲဝင်လာပြီဆိုရင်ယိုဒီသမှုနဲ့အတက်အမှန်ပြရကောင်းမှမသိကြဘူး။ဘာတိဘာသာထိုင်နေလိုက်ကြတာပဲ။အဖေအမေကလည်းပြင်ပြောင်းချင်ရတယ်။ဆရာဆရာမတွေလည်း ရင်ငင်းချင်ကြတယ်။နံပါတ်3ကဘာကြီးကတော့တကယ်ကိုပြဿနာတက်နေပြီ။အခုခက်ရဲ့လူငယ်တွေကိုကြည့်လိုက်ရင်အလုံးကတကူကောင်းနေရင်ကြည့်ပဲ။သူချင်းသူမပြောစကားပေါ်အဖက်ကိုမြုပ်ကြတာ။သူတို့ရဲ့အကုန်တိအကုန်တက်တယ်လို့မန်တက်နေကြတာ။နံပါတ်4ဘီယာစနေထဲမှာကြည့်လိုက်ဆိုင်မှာအသက်၈၀မီတာမပြည့်စုံသေးတဲ့ကောင်းလေးကောင်းမလေးတွေအယောက်၄၅၀စုပြုံစားကောင်းနေလိုက်ကြတာ။အဲ့ဒီအုပ်စုထဲမှာအပြောင်းအလဲတွေတောင်ပါလိုက်သေးတယ်။ ငငယ်ရွယ်ရွယ်နဲ့လက်ကိစ္စအတွေ့အကြုံမှာရနေကြတာဘာထူးဆန်းလဲဒီလိုလူငယ်တွေကြောင့်ရစိမ့်မှုတွေနဲ့တိုးလာတာပေါ့အခုခက်ဆရာကြီးတွေရဲ့ပြောပုံဆိုပုံအရာဆိုရင်ရှေးပညာဘဟုတုတ္တတွေပေါ်ပြည့်ပယ်မှသာခင်မိမယ်အတိတ်အတိတ်ပေါ်လက်လက်နေဖို့ဆိုရင်ဒီလူဟာနောက်ကျကြံခဲ့ပြီးအတော့မဝင်တော့ဘူးသူတို့ပြောတယ်လို့သာဆိုရင်ဒီဘာဟာအမြဲပြောင်းနေတာအတိတ်တွေအမြဲဖြစ်နေတာဒါပေမဲ့စစောကစကားလေးခုကတော့ဘက်ခက်ပြမှာပြောခဲ့ ပြောခဲ့တာလို့ဆိုတာတစ်ချက်ချင်းပါနံပါတ်၁ကတော့ဗျာဆရာဟိစီရဲ့နံခဲ့တဲ့နှစ်2900စကစုနှစ်ဆိုခရတီနံခဲ့တဲ့နှစ်2400စကစုသုံးခရစ်စတန်ဘုန်းကြီးပီတာ1994ခုနှစ်စကစုလေးဖရီဒရစ်အိုင်ဂယ်1844ခုနှစ်ဒီတော့ဆရာကြီးတွေရဲ့အမြင်ကိုအသာထား ကျွန်တော်တို့တည်ထားရမှာကဘယ်တော့မှမပြောင်းလဲတဲ့အရာတွေထဲမှာလူသားတွေလည်းပါတယ်အပိုင်းသက်စဲခီးတားရင်ပန်းနိုင်ဖြစ်တယ်ခီးနဲ့ပန်းနိုင်မိတင်ကအင်မတန်နာမည်ကြီးတဲ့ကျွမ်းကျင်တတ်ပုံစံရသူ့ရဲ့အများကြီးရထားတယ်သူ့ရဲ့တတ်ပုံစတိုရီယောကလည်းတကယ်အပြန်စားပတ်ဆိုင်မည်ကြီးတော့ကောအောင်ရပြီးပြီး ိုးချင်နိုင်မှန်သမျှမဝယ်နိုင်တာဘာမှမရှိအလုံးပြေဆုံးနေတယ်။ဒါအပြင်သူကအသေးကောင်းနဲ့ညံကောင်းနဲ့သူလည်းဖြစ်သေးတယ်။စာဖတ်အားကောင်းနဲ့အမိန်စာအုပ်တွေကိုအဓိကထားပြီးဖတ်တယ်။အဲ့ဒီတမိန်စာအုပ်တအုပ်ချင်းမှာစိတ်ဝင်စားချက်တစ်ခုဖတ်လိုက်ရတယ်။စန်တီယာဂိုဂျီဂျီကွန်ပေါ်စတဲလာဆိုတဲ့စပိန်မြို့တစ်မြို့စီကိုချင်းရင်ခရီးခရီးဘူးထွက်ကြတဲ့ရေးရှည်အကြောင်း အစဉ်အလာအဖြစ်အဲ့ဒီခရီးကိုစတင်ခဲ့ကြတာနှစ်ပေါင်းတစ်ထောင်ကျော်ကြာခဲ့တဲ့အချိန်ဖုန်းတိုင်းမပြတ်ခဲ့ဘူးအင်းသေးရဲ့ရွာလေးတရွာကနေခရီးစားမယ်ပြီးရင်ဖီရိုနိတ်တောင်တန်းတွေကိုဖြတ်ကျော်ပြီးစပိုင်နိုင်ငံထဲအချိန်ချုံရင်ရှောင်းမယ်မိန်ပေါင်း600ကျော်ခရီးနေမိတဲ့အခါမှာစပိုင်ရဲ့မြို့ငယ်လေးတစ်ခုမှရှိတဲ့ရှေ့ပြားကျောင်းစီကိုရောက်မယ်အဲ့ဒီအကျောင်းကိုဖတ်ရတော့မတ်ရန်ဆက်ဝင်စားနေပါတယ် တမိန်နဲ့ပြဆုပ်ပံကိုတရက်ဖြစ်တွေ့ပြီးဖြစ်တွေ့ခွင့်ပေးခဲ့တဲ့အဲ့ဒီလမ်းကြီးကိုပေါ်ချမိတယ်။နှစ်ပေါင်းထောင်ချီခေတ်အစစကလူတွေရှောက်ခဲ့တဲ့လမ်းကိုတသားတည်းရှောက်ခွင့်ရတာအထက်ကလူတွေရဲ့ခင်စားချက်အတိုင်းဆက်တဲ့ခင်စားခွင့်ရတာမြေလင်းရဲ့တစ်ဖက်တစ်ချက်စီကစက်ခင်းတွေရဲ့ရနံကိုထပ်တူရှူရှိုက်ခွင့်ရတာပြကြည့်မယ်ဆိုရင်ကလရန်တရားတစ်ခုအလားပဲအဲ့ဒီခီစဉ်ကိုမအရန်စဝင်စားတဲ့အားကြတယ်သူတို့လိုနှိမ့်လောက်ချင်တယ် ဟုတ်ပါကျွန်တော်တို့လူပြည်တော်များများရဲ့ခွန်ဆန်အတိုင်းပေါ့တခုခုကိုစိတ်ဝင်စားအားကျနေပေမဲ့မလုံမိတာတွေမလုံဖြစ်တာတွေမလုံနိုင်တာတွေစားရက်စားရက်အချောင်ပြောင်းချက်ပေါများစွာပေါ်ပေါက်လာတာပါပဲအတွေ့အကြုံတစ်ခုဒါနောက်ဆုံးမှအနိုင်ယူသွားတာပါပဲအလုပ်တွေမအားဘူးအချိန်မီပြည့်အောင်လုပ်ပေးရမှာတွေရှိနေသေးတယ်။ဘယံပင်မနေတယ်အချိန်မရှိဘူးစသဖြင့် Mark Lee ဒီအတိုင်းပဲပေါ့ ဲ့ဒီခီးကိုအောင်နောက်ရဲ့နောက်ချမ်းအခန့်အထက်နေရာမှာတင်ထားလိုက်ရတာပေါ့ဒါပေမဲ့တိတ်တိတ်ဆိတ်ဆိတ်မယ်မတ်အတွက်ဒီခီးနဲ့ပူဇော်ကြောင့်ကိုဖြစ်လာတယ်တရားချတော့စားတော့စိတ်မှာငွေချင်းရောင်ကြလေးတယောက်နဲ့စားနေရင်အဲ့ဒီခီးရဲ့အကြောင်းမတ်ပြောပြဖြစ်တယ်တိတ်ဆိတ်စွာပဲသူ့တငယ်ချင်းကလည်းအဲ့ဒီစာအုပ်ကိုဖတ်ဖို့တဲ့သူကိုယ်တိုင်လည်းဒီခီးကိုတွားချင်နေတာလေဒါပေမဲ့မတ်ရဲ့တငယ်ချင်းကကျမရဲ့တိတ်ချူချတယ်အဲ့လို့ အဝေးကြီးလမ်းလျှောက်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲ့ဒီမှာဘေးစပွဲဝိုင်းမှာထိုင်နေတဲ့လူတစ်ယောက်ကသူ့လိုလေပြောနေတာကိုကြားသွားတယ်ဒီနေ့ဒီဘက်ကိုလှည့်ပြီးပြောတယ်။သိရှိပါနဲ့ခင်ဗျာ။ခင်ဗျားတို့ပြောနေတာကျွန်တော်ကြားလိုက်ပြီလို့စန်တီယာကိုဒီကွန်ပေါ်စတလာကိုခင်ရရှိသွားခြင်းမြင်းစီးပြီးသွားလို့ရတယ်။မြင်းစီးပြီးသွားလို့လည်းရတယ်နဲ့ဗျ။ဒါနဲ့အဲ့ဒီလိုကမြင်းစီခရီးရှိအကြောင်းကို အသေးစိတ်ရှင်းပြပါလိမ့်ရော။ဘလောက်တောင်တိုက်ဆိုင်နေကြလဲ။ ီးတဲ့အခါထက်မှန်တိုက်ဆိုင်သလားမပြောတဲ့အပေါ်မတ်ရဲ့ဆဲဆက်တလို့ဆက်နေတဲ့အလုပ်တွေကြားထဲမှာအလတ်တဲ့ရန်တွေကြိုးကြကြိုးကြပေါ်လာတယ်။ဒီလားလောက်နေနေအလုပ်ကားနေတဲ့အချိန်တွေမှာချူချူချာချာတွေ့လာရတယ်။ဒါနဲ့မတ်စဉ်းစားမိတယ်ဒီခီးကိုသွားဖို့များလောကကြီးကပြင်ဖန်ဆင်းပေးနေသလားပေါ့။နောက်ဆုံးမှသူဆုံးဖြတ်လိုက်တယ်။သူကနေချင်းနဲ့သူနဲ့မြင်းတက်မြင်းတကောင်စီစီးပြီးအဲ့ဒီတမိုင်းဝင် ခရီးရှိသူကိုစတင်ခင်းနေတယ်။မင်းနဲ့သွားတာတောင်မှခရီးရှိကရက်20ကျော်လောက်ကြာတယ်။ဟိုအရင်ဟိုအရင်နှစ်ပေါင်းတစ်ထောင်ကျော်ကခရီးလမ်းဟာဒီအထိလည်းမပြောင်းလဲသေးဘူးမှတ်စာပြောတယ်။အဲ့ဒီခရီးဟာသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတယ်တဲ့။ဒီလိုဆုံးဖြတ်ချက်မျိုးသူဘယ်တော့မှမလုပ်ခဲ့ဘူးတဲ့။သူ့အလုပ်တာဝန်နဲ့တစ်ဖြက်ဖြက်ကုန်ဆုံးနေတဲ့ဘဝကိုတမင်နှိမ့်ချပြလိုက်တာ။အလားတကြီးနဲ့ က်တော့ရဲ့အနေပဲနှိကွေးတည်ငြိမ်ကြနဲ့ပစုံတစ်ခုကိုစိတ်ရှိစွာဖြတ်တန်းတာနာရီဟာမတ်အရက်တက်ကိုထူဆန်းနေတယ်အသိဉာဏ်သစ်တွေပွင့်စေတယ်ပုံမှန်ဆိုရင်မတ်ဟာခီးချက်ပန်းနိုင်ကိုပဲဦးစားပေးတဲ့သူရလစီပေါ်မြန်မြန်ရောက်အောင်အမြဲစူးစမ်းခဲ့သူရပုခီးရဲ့ပန်းနိုင်ကဖျားချောင်းစီရောက်ဖို့ခီးအတိုင်းတာဆိုရင်မတ်အနေနဲ့အဲ့ဒီဖျားချောင်းစီဘယ်ကိုသွားမလဲရှင်းပါတယ် ဟီဒရိုလေဆိုင်ကိုအငါကနဲ့သွားမယ်။ပြီးရင်အနည်းဆုံးစပိုင်လေဆိုင်တစ်ခုစီကိုလေ့ရင်စီမယ်။ပြီးရင်ပြားချောင်းစီကိုကန်တစီထပ်ငါပြီးသွားမယ်။ဝတ်ပြုမယ်၊ဖိုးချီတီချေလုံးမယ်။ပြီးရင်ကန်ငါပြီးပြီးရင်ကွင်းကိုပြန်မယ်။တန်းနဲ့ကိုပြန်လာမယ်။အစအဆုံးအချိန်တရက်ပဲလို့လဲ။တရက်ပဲကြမ်းမဲ့ခီးကိုရက်၂၀ကြာအောင်ဆွဲဆန့်ပြီးဆွဲဆန့်ပြီးသွားတယ်ဆိုတာဘယ်လိုများအလိုက်ပဲရှိကြလဲ။အဲ့လိုစဉ်းစားရင် အပေါ်ပေါက်သွားတယ်။သူ့ဘဝတစ်ခုလုံးဟာရလတ်တွေနောက်ကိုလိုက်နေတော့လိုက်နေရင်ကုန်ဆုံးခဲ့တာပါပဲ။ပန်းနိုင်ကိုအမြင်ရောက်ဖို့ခီးမှန်တမျှကိုအစွမ်းကုန်ချုံခဲ့တာပဲ။ပန်းနိုင်ကိုရောက်ဖို့အထိကရန်ခီးဟာအေးမပါခဲ့ဘူး။ဒါဆိုရင်ဘဝရဲ့နောက်ဆုံးပန်းနိုင်ကပါလဲရှင်းပါတယ်။သူ့အားလုံးရဲ့နောက်ဆုံးအချိန်ကပါလဲဆိုတာအချို့တွင်လည်းပြောနေစမ်းမလို့ပါဘူး။အဲ့ဒီအချိန်ရောက်ရင်ကျွန်တော်တို့တွေရှိတော့မှမဟုတ်ဘူး။ဒီတော့မှမဟုတ်ဘူး။ဒီတော့ ဘဝရဲ့ပန်းနေဆိုတာတကယ်ရှိတာဟုတ်သေးလို့လားဆန်တီယာဂို sequence dequen postella ခေးရှိလို့ပဲပေါ့နောက်ဆုံးပြအကြောင်းကိုရောက်သွားတဲ့အခါခေးကြီးခေးရှိကြီးပြဆောင်သွားပြီလမ်းခေးရဲ့ရည်ရချက်ပြညောက်သွားပြီအဲ့ဒီမှာမှနားလည်လာတယ်လမ်းခေးဒီကပန်းနေအစစ်ဖြစ်တယ်တကယ်ရည်ရချက်ဖြစ်တယ်ဘဝတစ်ခုလုံးဟာတကယ်မရှိတဲ့ပန်းနေမျိုးစီခြေကုန်ပြင်းနေရင်ကုန်သွားတာပဲ သူတကယ်ဖြစ်ချင်တာကလည်းဆိုတာမှတ်သိသွားတယ်။တန်ခိရဲ့အတွေ့အကြုံကပြေအဝခံစားနိုင်ပုဂ္ဂတာဟိုအရေးကြီးမှန်းသဘောပေါက်သွားတယ်။နန်းနန်းပြန်ရောက်လာတော့သူလုံးနေချက်တက်ပုံစံအလောက်ကိုမှတ်စမ်းလိုက်တယ်။မြို့ပညာကျောင်းတက်တဲ့သူတကယ်ဝါသနာပါခဲ့တဲ့အခြေဆွေးနည်းကို အစကနေသိနေ။မြေတိုင်းပကြီးဆွဲတယ်။ပညာတက်ပုံစံကဘဝတော့ကတော့ပတ်စံနဲ့အများကြီးမရတော့ဘူးပေါ့။စုရည်လမ်းတတိတန်းကြီးမရတော့ဘူး။ တာအကောင်းစားတဲ့အများကြီးထက်မှန်နေတော့ဘူးအဲအကြီးကြီးနှစ်ကလေးမပိုင်နိုင်တော့ဘူးအကောင်းစားဒီဇိုင်းနာဝတ်စားရလဲထဲလဲမဝတ်နိုင်တော့ဘူးဒါပေမဲ့စက္ကန့်တိုင်းနာရီတိုင်းနေ့ရက်တွေတိုင်းဟာသူ့အတွက်စိတ်ချမ်းမြေ့သာရဖို့ကောင်းနေတယ်ကြုံပြောရရင်ဒီခရီးရှင်မမတ်ဟာခရီးရဲ့အဆုံးပန်းနိုင်အစစ်ကိုတကယ်မြင်ခွင့်ရသွားခဲ့တာသူတွေးမိသွားတာနောက်ဆုံးအချိန်ရောက်တဲ့အခါဘုံမလို့ဖြစ်ခဲ့တာတွေအတွက်ဘယ်လိုနောက်နာတွေနဲ့ကြုံရမလဲ။ နောက်ဆုံးအချိန်ရောက်မှနောင်နာရိယာနေမဲ့အစားအခုပြေကအချိန်မလင်းခင်ပြေကပို့အိမ်မက်တဲ့အခောင်းအထည်ပေါ်လာအောင်စတင်လိုက်တာကုမကောင်းဘူးလားဟုတ်ကဲ့ပါရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အပိုင်းဆက်တင်မှာထပ်တည်ကြပါမယ်ရှင်